။ဟုံပေါင်းဟုံပေါင်းဝင်းစင်ပေးအကောင်ကဘလုံမျိုးလဲပေါ့နော်မမြင်ဘူးပေါ့နော်။ဟုံပေါင်းဘလုံသုံးရလဲဆိုတော့သိကျင်တယ်ဆိုတော့ကျွန်တော်ပြပြပါမယ်။ကျွန်တော် WeChat ထဲဝင်လိုက်မယ်။ပြီးရင်ဒီမဲ့တူလားဝင်းစင်ပေးဆိုရဥစ္စာလေးပေါ့လား။နော်။ဒါပေမဲ့ဒီမှာဝင်းစင်ပေးပေါ်တိုင်းလဲအဲ which ဟိုဟုံပေါင်းကောက်မဟုတ်ဘူးပေါ့နော်။ဒီဝင်းစင်ပေးကကျွန်တော်တို့ဒါ အဲဒီဒီ wallet မှာကျွန်တော်ဗီဇာချိတ်ထားလို့မလို့ဗီဇာကတ်နဲ့ဖွင့်ထားလို့မလို့အဲအဲ့ဒါကဝင်းစင်ပြပေါ်တာဒီကောင်ကပေးရန်စားပေးသုံးလို့မရဘူးပေးရန်စားပေးမှာဟုံပေါင်းအောက်ကောက်မရှိဘူးဒီမှာနော်ဒီကောင်မတော့မစီမန်နီကွန်ပလီနော်အာအဲ့မှာ passport နဲ့ home bank ချိန်ရမှာသို့လားအဲ့တော့ဒီကောင်ဒီကောင်ဆိုရင်ဒါ home bank account မဟုတ်ဘူးဒါ visa နဲ့ချိန်ထားလို့အဲ့လောက်ပေါ့တော့ home bank account ကကျွန်တော်ဒီမှာနှိပ်ပေးရပေးရ service ကိုနှိပ်ပြီးရင် money ကိုနှိပ်နော်ပြီးရင်ဒီ receipt money ကိုနှိပ်လာဒါဆိုဒါ passport နဲ့ချိန်ထားပြီးရင်ဒီမှာ save payment code ဆိုတော့နှိပ်လိုက်တာ ਨੇ အငွေရင်းငွေဆိုလုပ်လို့ရတယ်ကျူကအစိမ့်အောင်လေးပေါ့နော်ကျွန်တော်ပြမယ်အဲ့ဒါလေးကအဲဗန်နဲ့မှာသွားပါပြီးရင်ဒီမှာအမ်ဒီမှာဒီမှာနော်ဒါဒါ home bank home bank ငွေရင်းငွေလုပ်လို့ရတဲ့ account ပေါ့နော်ခုနကဒီမှာ ဒီပေးရန်စပယ်လေးနေလာတာနော်ဒါမှဟုံပေါင်းရတာပါအဲ့ကဟုံပေါင်းငွေပေါင်းကျအောင် KB level သူ့လိုမျိုးဖြစ်သွားအောင်ဆိုရင်တော့ wallet ကိုနှိပ်ပြီးတော့ဒီလိုမျိုး visa လေးချိတ်ရတာပါအဲဒါမှနော်ဒါဟုံပေါင်း visa ချိတ်ထားပါတယ်ချိတ်ထားတဲ့အကောင့်မှာပေါ့နော်အဲ့ဒါဟုံပေါင်းအကောင့်ဘယ်လိုသုံးရလဲဟုံပေါင်းအကောင့်ဘယ်လိုပုံစံမျိုးလဲဆိုတာမြင်မှုအောင်ပြပေးရပါတော့ဟုံပေါင်းအကောင့်ရရင်ဘယ်လိုမျိုးလဲဆိုတာမသိတဲ့မသိလို့မေးတဲ့လူတွေဆိုပါတော့